ျွန်တော်ကူးပြထားတဲ့အချက်လက်လေးတစ်ခုကိုအရင်ဆုံးနှိုင်းရှင်ပြီးကြည့်ကြည့်လိုက်ကြရအောင်။ကံချက်မှာဆိုလို့ရှိရင်လေတစ်ဖက်အသင်းက18ကြိမ်တစ်ဖက်အသင်းက14ကြိမ်ရှော့လွန်တားကမှာဆိုလို့ရှိရင်လေတစ်ဖက်အသင်းက8ကြိမ်တစ်ဖက်အသင်းက10ဆိုတော့ဒီရဲ့ result ကဘယ်လိုဖြစ်သွားလိမ့်မယ်လို့ထင်လဲ။တကယ်တော့ဒီ result ကကျွန်တော်တို့ဘယ်ချမ်းမှာရှိနေတာကဘရာဇီးလဖြစ်ပေါ်မှာညာချမ်းမှာရှိနေတာကဂျာမနီအချက်လက်ရဘာမှမကွာဘူးလို့ data တွေကပြောနေတယ်ဆိုပေမဲ့တကယ်တမ်းပွဲရဲ့ result ကတော့ဘရာဇီးကဂျာမနီကို17ဆိုတဲ့ပြတ်သားတဲ့ရလမျိုးနဲ့ရှုံးနေခဲ့တဲ့ပွဲက ဲ့ state up ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘောလုံးမှာဆိုလို့ရှိရင် analyst တွေကဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တွင်ကျလာကြပြီ data analyst တွေများလာကြပြီဘောလုံးအသင်းတွေကိုယ်တိုင်တော်မှကစားသမားတယောက်ကင်းထောက်ဖို့အတွက် data တွေကိုအများကြီးသုံးနေကြပြီဒါပေမဲ့ဒီရဲ့ data တွေကိုတကယ်တမ်းယုံကြည်လို့ရဒါမှမဟုတ်လို့ရှိရင်ဘောလုံးကဘာကြောင့်မလို့ data တွေနဲ့ analyze လုပ်ဖို့အတွက်ခက်ခဲနေကြတာဒီအကြောင်းအရာကဒီနေ့ဒီ video မှာကျွန်တော်အဓိက discuss လုပ်မယ့်အကြောင်းအပိုင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စားလိုက်ကြရအောင် thank you ဒေတာတွေအကြောင်းပြောမယ်ဆိုလို့ရှိရင် Moneyball Theory ဆိုတဲ့အကြောင်းအရာကိုထိတ်ဆုံးကထည့်ပြောဖို့အတွက်လိုအပ်လိမ့်မယ်လို့ထင်တယ် Moneyball ဆိုတဲ့စာအုပ်က2000မှ2000ခုနှစ်မှာ Auckland Athletic ရဲ့ General Manager ဖြစ်တဲ့ Billy Beans ကဒေတာတွေကိုအသုံးပြုပြီးတော့မှသူ့ရဲ့ Baseball Team ကိုအုံမြင့်ခိုင်မာအောင်လို့လုပ်ခဲ့တယ်အဓိကအားဖြင့်တော့ Undervalue ဖြစ်တဲ့ Player တွေကိုရှာဖွေတယ်တိဆောက်တယ်ဒီလိုနဲ့ပဲ Record တွေတတိတန်းကြီးနဲ့အတူတူပဲ Baseball လောကမှာအောင်မြင်မှုရခဲ့တယ်လို့ပြောရလိမ့်မယ်ပြောရမယ်ဆိုလို့ရှိရင်တော့ပတ်စံနည်းနည်း ဲ့အသင်းကိုကောင်းကောင်းတိဆောက်သွားနိုင်တယ်လို့ပြောရလိမ့်မယ်ဆိုတော့ဒီရဲ့ baseball မှာအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာဒီ money ball ဆိုတဲ့အကြောင်းအရာကိုဘောလုံးအသင်းနေကောဘောလုံးအသင်းနေတင်မဟုတ်ဘဲနဲ့တခြားသောအားကစားတွေမှာပါအသုံးပြုလာကြတယ်အဲ့ဒါကတော့ data ကိုမီခိုးတာ data တွေကိုမီခိုးတယ်ဆိုတဲ့နေရာမှာဆိုလို့ရှိရင်တောင်မှဒီနောက်ပိုင်းကာလတွေမှာဘောလုံးအသင်းနေကပို့ပြီးတော့မှဒါကို impact ဖြစ်အောင်လို့ကြိုးစားလာကြတယ်အဲ data analyst တွေကနေရာပူရလာတယ် data analyst တွေရဲ့ support ပေးမှုနဲ့အတူပဲအသင်းနေကပို့ပြီးတော့မှအားကောင်းအောင်လုပ်လာကြ ကြတယ်။ဥပမာပြောရမယ်ဆိုလို့ရှိရင် Liverpool အသင်းကသူတို့ရဲ့နီးပြခန့်အပ်မှုတွေမှာဆိုလို့ရှိရင် data တွေကိုအတိအကျအသုံးပြုလို့ရှိတယ်။အဲ Jurgen Klopp ကိုခန့်အပ်ခဲ့တုန်းကဆိုလို့ရှိရင်တောင်မှ data တွေပေါ်မူတည်ပြီးတော့မှ Jurgen Klopp ကို Liverpool ကခန့်အပ်တဲ့နယ်ဆိုပြီးတော့မှ data တင်းကနေပြီးတော့မှထောက်ခံပေးတဲ့အတွက်ကြောင့်မလို့ Jurgen Klopp က Liverpool ရဲ့နီးပြဖြစ်လာခဲ့တယ်။ဒါအပြင်ကိုလက်ရှိ Arne Slot Arne Slot ကိုခန့်အပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်း Liverpool အသင်းကဒီမတိုင်ခင်မှာလက်ရှိ Manchester United နီးပြဖြစ်နေတဲ့ Ruben Amorim နဲ့ချိတ်ဆက်မှုတွေအများကြီးရှိခဲ့သေး ီဆိုသည့်တိုင်အောင်လေရူဘင်နမိုရင်းရဲ့ကစားကွက်ကလီဗာပူးတဲ့ရဲ့လက်ရှိစကွက်နဲ့ကိုက်ညီမှုနှဲပါနိုင်တယ်ဆိုတဲ့ယူဆချက်တစ်ခု ဒဲနဲ့ကျွန်တော်တို့အာနစ်လော့ကပို့ပြီးတော့မှလီဗာပူးအသင်းနီးပြဖြစ်ဖို့အတွက်လမ်းကြောင်းပို့ပြီးများသွားခဲ့တယ်ဆိုတော့ okay ဒါက data တွေကိုအသုံးပြုတယ်ပေါ့ဒါပေမဲ့ဘောလုံးမှာ data တွေကိုအပြည့်ဝယုံလို့ရလား data တွေနဲ့ဘောလုံးပွဲတွေကိုခံမှန်းတာကလွယ်ကူရဲ့လားဆိုတဲ့အကြောင်းအရာကတော့ကျွန်တော်တို့မေးခွန်းထုတ်ချင်ကြရှိတာခဲ့ပြီဘာလို့လဲဆိုတော့ဆိုတော့ Moneyball ဆိုတဲ့အကြောင်းအရာကိုပြောဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Brevet ကိုတိုင်းတရုတ်ဆောင်ထားတဲ့ Moneyball ဆိုတဲ့စကားလေးရှိတယ်ဆိုတော့အဲ့ဒီစကားမှာတွေ့ကြည့်မယ်ဆိုလို့ရှိရင် Baseball Baseball ဆိုတာကတ again ပြောမယ်ဆို timing က continuous timing မဟုတ်ဘူးဥပမာအားဖြင့်ပြောမယ်ဆိုလို့ရှင်ဘောလုံးမှာပဲကျွန်တော်တို့ရှင်ပြီးပြောကြတာပေါ့ဘောလုံးမှာဆိုလို့ရှင်ရင်ကျွန်တော်တို့ဂိုးသမားတစ်ယောက်ကနေပြီးတော့မှ center back ကစားသမားတစ်ယောက်စီကိုဘောလုံးပေးလိုက်တည်ထားအဲ့တော့အဲ့ဒါလို့ပေးလိုက်တယ်ဆိုလို့ရှင် possibility တွေကအများကြီးဖြစ်နိုင်တယ်ဒီဂိုးသမားကနေပြီးတော့မှ center back ကိုပေးလိုက်တယ် center back ကဘောလုံးမရတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လည်းပြိုင်ဘက်အသင်းက intercept လုပ်သွားတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လည်း center back ကဘောလုံးရသွားနိုင်တဲ့ possibility တွေရှိနေပြန်ဒါပေမဲ့ဒီလို possibility တွေကြားထဲမှာသူ့ရဲ့တကယ်ငူရင်း ီးရွယ်ချက်ဖြစ်တဲ့ center back ကစားသမားခါသာဘောလုံးမရခဲ့လို့ရှိရင် timing ကိုရက်ပြစ်တယ်ဆိုတာလုံးဝမရှိခဲ့ဘူး။ဒိုင်က timing ကိုဇက်တိုက်ကိုသွားနေပြောချင်တာကအချိန်ကလုံးဝမရက်ဘူး။ဥပမာပြ baseball မှာပေါ့နော်။ baseball မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ thrower ကနေပြီးတော့မှ baseball ကိုပြစ်လိုက်ပြစ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီပြစ်လိုက်တဲ့ဟာကရိုက်မိလို့ရှိရင်တော့မှဒီ baseball ရိုက်တဲ့သူကရိုက်မိသွားတယ်ဆိုလို့ရှိရင်လည်း timing ကအာဆက်သွားတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းနောက်ကလူကဖမ်းမိတယ်ဆိုလို့ရှိရင် timing ကပန်းဆိုပြီးတော့မှဒိုင်လူကြီးက timing ကိုရက်သွားတယ်။ဆိုတော့ဘောလုံးမှာတော့ timing ကလုံးဝမရက်ဘူး။အဲ့တော့ကြောင့်မလို့ continuous ဖြစ်နေ so continuous ဖြစ်နေတဲ့ဟာတွေအားလုံးကကျွန်တော်တို့အတင်းချရပြောမယ်ဆိုလို့ရှိရင် function တွေစတိုက်သွားနေ so စတိုက်သွားနေတဲ့အနေအထားတစ်ခုမှာ analyze လုပ်ဖို့ဆိုတာက immediate ကိုခက်ခဲတယ် so continuous timing နေနဲ့ possibility တွေအများကြီးကိုပေါ်လုံးကစတက်ကိုလက်ခံနေရတယ်ဒီတော့ကြောင့်မလို့ data တွေကအပြည့်အဝမမှန်နိုင်တာပဲဒုတိယရေးပါတဲ့အဲ့ဒီ manifold ကိုအပြည့်အဝသုံးမချနိုင်တာဆိုတာ ਨੇ ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်ဥပမာလေးတစ်ခုနဲ့ပြောပြခြင်းပါလဲဆိုတော့ကျွန်တော်တို့ data တွေကိုအပြည့်အဝမိခုံမယ်ပဲဆိုပါတော့ data တွေကိုအပြည့်အဝမိခုံပြီးတော့ကစားသမ တယောက်ကိုခေါ်မယ်ဒါပေမဲ့အဲ့ဒီကစားသမားကိုရန်တဲလန့်နေရပဲခေါ်ချင်ဗျာအဲ့တော့ရန်တဲလန့်ကစားသမားတယောက်ကိုခေါ်မယ်ခေါ်မယ်ဆိုတော့ရန်တဲလန့်ကစားသမားတယောက်ကိုကြွေးချယ်ဖို့အတွက် security နေကိုကျွန်တော်ပြန်ပြီးခွဲခြားကြည့်မယ်ဆိုလို့ရှိရင်ထဲလန့်တဲ့အပေါ်မှာမူတည်မှာ okay အဲ့လိုထဲလန့်အပေါ်မှာမူတည်လို့ရတယ်ဒါမှမဟုတ်ထဲလန့်အပေါ်မှာမမူတည်ခြင်းဘူးလက်ရှိ squad မှာပို့ပြီးတော့မှစုဖြစ်နေမှာလားအဲ့ဒါကိုရွေးချယ်ရပြီဒါမှမဟုတ်ရှင်တတိယ option ဖြစ်တဲ့ market value နေတာကိုရွေးချယ်မှာလားအစားရှိတဲ့ဖြင့် option တွေကအများကြီးဖြစ်နေတာ အဲ့တော့အဲ့ option တွေအကုန်လုံးကိုမျှချေတလို့ပြီးတော့မှခေါ်လိုက်မယ်ဆိုရင်တော့အဆင်ပြေနိုင်ပါမလားဆိုတော့လေအဆင်ပြေနိုင်မှုတော့ຢากိုင်းတော့ရန်နေတယ်ဆိုတော့တခုတည်းပဲ focus ထားမယ်ဆိုလို့ရှိရင်လေကျန်တဲ့ဟာတွေမှာ focus ကလွတ်သွားပြန်တယ်ဥပမာအပြင် real matter mbappe ကိုခေါ်လိုက်တဲ့အတွက်ကြောင့်သူရဲ့ဒီအတင်းတစ်ခုလုံးရဲ့ squad ရဲ့ဒီ balance မှာဆိုလို့ရှိရင်အထောင်တိုက်စစ်မှုမရှိတဲ့ real matter ကိုမြင်ရတယ်ဒီရာဒီမှာ real matter ရဲ့တိုက်စစ်ကအလုံးမဖြစ်တာတွေဒါမှမဟုတ်လို့ရှိရင်လေအတင်းလိုက်စုစည်းမှုအားနေတာတွေအားလုံးကသူရဲ့ဒီ transfer strategy ကနေပြီး မှာအများကြီးပေါဝင်ပတ်သက်နေအဲ့တော့ပြောချင်တာကကစားသမားတယောက်ကိုခေါ်မယ်ဆိုရင်တောင်မှ money ball ဆိုတဲ့ data အပြည့်အဝကိုအသုံးချလို့မရတာပဲဘောလုံးမှာ continuous timing ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါအပြင်ကို possibility တွေကအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့ data တွေကိုအပြည့်အဝယုံကြည်လို့မရတာပဲဒါအပြင်ကိုနောက်တစ်ခုကဘာလဲဆိုတော့ဘောလုံးမှာပြည့်ဝတဲ့ data analyst ဆိုတာမရှိနေသေးတာဒါနဲ့ပတ်သက်ပြီးတော့မှ2014ခုနှစ်မှာဂျာမနီနဲ့အတူတူပဲ World Cup ရရှိခဲ့တဲ့ဒီ head analyst ပေါ့နော် Christopher Klimen ကပြောခဲ့ With Palaiso, a lot of data that provide real information about the ထင် that make you successful in football ဆိုဘောလုံးမှာတကယ်အောင်မြင်အောင်လုပ်ပြီးနိုင်တဲ့ data တွေဆိုတာကလက်ရှိနေသားမှာရှားပါးနေပါသေးတယ်ဆိုတော့အတိတ်ပဲဒါနဲ့ပတ်သက်ပြီးတော့မှဥပမာတစ်ခုရှင်းလင်းအောင်ပြောရမယ်ဆိုလို့ရှင်တော့ HG HG ဆိုတာကိုကျွန်တော်တို့အားလုံးသိကြတယ်ဘာလဲဆိုတော့ goal win နိုင်ခြင်း goal ရနိုင်အဲ့တော့ HG ဆိုတဲ့ expected goal က saturation ဘယ်နှခုပေါ်မှာထည့်သွင်းစဉ်းစားတယ်လဲဆိုတော့အခြေအနေ73ရက်လောက်ထိစဉ်းစားတယ်အခြေအနေ73ရက်ဆိုတဲ့အနေအထားမှာ distance goal နဲ့အကွာအဝေးဒါမှမဟုတ်လို့ရှင်တဲ့ angle ဒါမှ 我哋先嚟 body，但系我哋先玩弄玩实就嚟先啦，但系我先定义 pattern 啦，但系我先，诶，access 俾嚟嘅，type access 搞唔到死嘅，跟住过下会有搞唔到死嘅咧，打平我，诶，defences 嗰阵呢 part 啦。 ဒါမှမဟုတ်ရှင် face playing ကဘယ်လိုမျိုးလဲဒါမှမဟုတ်ရှင် scoring saturation ကဘယ်လိုမျိုးလဲအစားအသောက်ဖြင့်သူ့ရဲ့ saturation နဲ့အများကြီးကိုထည့်သွင်းစဉ်းစားရတယ်အဲ့အတွက်ကြောင့်မို့ HD တွေကအမြဲတမ်းပြေဝမှန်ကန်နေတာမဟုတ်ဘူးကျွန်တော်တို့ဥပမာပြောမယ်ဆိုလို့ရှင် Declan Rice ရဲ့ free kick ကိုဒီ Declan Rice ရဲ့အာဒီ Real Madrid ဘက်ကကန်သွင်းထားတဲ့ free kick ကိုနှစ်ခုစလုံးကိုပြန်ကြည့်မယ်ဆိုရှင် goal ဝင်နိုင်ခြေရာကအရန်နေတယ်ပထမဆုံးသော free kick ကို Declan Rice ရဲ့58မိနစ်မှာရတဲ့ free kick ကိုရဲ့ HD က0.04ပဲရှိပြီးတော့မှဒုတိယမြောက် free kick ဖြစ်တဲ့မိနစ်90 စင်မာကန်နဲ့ကိုက0.06ဆိုတော့တော်တော်လေးနည်းတဲ့ပမာဏမျိုးပဲဒါပေမဲ့900သွားခဲ့ဒါမှမဟုတ်လို့ရှိရင်လည်းပြီးခဲ့တဲ့ပွဲစဉ်တွေမှာဂါနာချိုကိုသမားနဲ့1 vs 1တွေ့ရနေတာလိုင်ယွန်နဲ့ပွဲမှာဆိုလို့ရှိရင်အဲ့ဒီကိုကပိန်နတီတစ်လုံးရဲ့ HG ထထောင်ပိုများတယ်ပိန်နတီတစ်လုံးရဲ့ HG က0.75ကနေ0.78အတွင်းမှာရှိတယ်ဒါပေမဲ့ဂါနာချိုရဲ့ကိုအဲ့ဒီကိုသမားနဲ့1 by 1တွေ့တဲ့အလုံးက0.8 အိမ်နဲ့ထပ်မှရှိဆိုတော့ပြောချင်တာက HDV ကအပြေးအဝယုံမရအောင် HDV အပြေးအဝယုံလို့မရဘူးဆိုပြန်တော့ကောတခြားအရာတွေအများကြီးရှိတယ်ပြောရမယ်ဆိုလို့ရှိရင် past completion တွေဒါတွေကလည်းအပြေးအဝယုံလို့ရတာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ past completion လို့ဆိုတာက sideway past ပြီးနေတဲ့ကစားသမားတွေက past completion ရခိုင်တော့ပို့ပြီးများနေမှာဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ OD gap လို့ကစားသမားမျိုးဒါမှမဟုတ်လို့ရှိရင် De Bruyne, Bruno Fernandes ဒီတို့ကစားသမားတွေရဲ့ past completion ကိုတွားကြည့်မယ်ဆိုလို့ရှိရင် center back ကစားသမား ဒီဖြစ်တဲ့ Harry Maguire တို့ဒါမှမဟုတ်လို့ရှိရင်လည်း Lewis Dunn တို့ဒါမှမဟုတ်ရှင်လည်းတခြားသောစိုက်တဲ့ center back နဲ့ရှင်ပြီးဖြစ်ပါစေအောင် pass completion percentage တွေကအများကြီးပါမှနည်းနေလိမ့်မယ်အဲ့လိုနည်းနေလို့ Bruno က passing skill မကောင်းပါဘူးဒါမှမဟုတ်လို့ရှိရင်လည်း De Bruyne က passing skill မကောင်းပါဘူးဒါမျိုးတည့်ရတဲ့တွက်လို့မရပြန်ဘူးအဲ့တော့ ဒေတာတွေကဒီနေ့ခေတ်မှာအပြေအဝယုံကြည်လို့မရသေးဘူးဘောလုံးမှာဒီထက်ပိုပြီးစင်ကင်းတိုးတက်လာဖို့အတွက်ဒေတာတွေကအများကြီးလိုအပ်နေသေးတယ်ဒါအပြင်ကိုဒေတာတွေနဲ့ဘောလုံးပွဲတစ်ပွဲကို analyze လုပ်ဖို့ဆိုတာကလက်ရှိအနေထားရဆိုလို့ရှင်တော့မဖြစ်နိုင်သေးဘူးဘောလုံးပွဲတစ်ပွဲကို analyze data တစ်ခုတည်းနဲ့ analyze လုပ်ဖို့ဆိုတာကလည်းဖြစ်နိုင်ကြရခိုင်တယ်လက်ရှိအနေထားမှာတကယ်နည်းနေသေးတယ်လို့ပြောလို့ရမယ်ဆိုတော့ကျွန်တော်တို့ပွဲအပြီးမှာဆိုလို့ရှင်ပြောကြတဲ့ဘောလုံးပိုင်ဆိုင်မှုကတော့ဖြင့်ဘယ်လောက်ရှိပါလဲ short term target ကတော့ဖြင့် ဘလောက်ရှိပါတယ်ဒါမှမဟုတ်လို့ရှင်လေဒီနှစ်တင်းစလုံးရဲ့ HD ကတော့ဘလောက်ပြန်ရှိပါတယ်ဒါဒီအားလုံးကိုပွဲပြီးတဲ့အချိန်မှာပွဲကိုမကြည့်ပဲနဲ့ data တွေကိုပဲကြည့်ပြီးပြောနိုင်ဖို့ဆိုတာကလက်ရှိနေထားမှာမဖြစ်နိုင်ဒီတော့ကြောင့်မလို့ဘောလုံးပွဲတစ်ပွဲကိုခံစားမှုတွေအားလုံးကရာတာမြောက်တယ်လို့ကျွန်တော်တို့အားလုံးကလက်ခံထားကြတာပဲဖြစ်တယ်ဘောလုံးပွဲတစ်ပွဲကိုကျွန်တော်တို့စိတ်နဲ့ခံစားကြတယ်ဒီရဲ့ passing တစ်ခုကအာ offside card တွေဘလို့ထွက်သွားတာလေ ဘဲချိမှာဗာမျိုးလုံးနိုင်မှလေဒါတွေအားလုံးကိုစောင့်ကြည့်ရတာကဘောလုံးရဲ့အရာလားတခုဒါပေမဲ့ data တွေကနောက်ွယ်မှာပါလာတဲ့အချိန်နေထားတခုမှာလက်ရှိနေထားတိတော့ဘောလုံးပွဲတပွဲကို data ကြည့်ပြီးဆုံးဖြတ်နိုင်ဖို့ ठी ကလုံလောက်မှုမရှိသေးဘူးလို့ပဲပြောရလိမ့်မယ်လို့ထင်ပါဆိုတော့ဒါကတော့ဘောလုံးပွဲတပွဲကို data တွေနဲ့ analysis လုပ်ဖို့ဘလောက်ခက်ခဲလဲဆိုရဲကြောင်းတာပေါ့ discuss လုပ်တာပါဆိုတော့အာဒါနဲ့ပတ်သက်ပြီးတော့မှာကိုစီကိုစီအမြင်နဲ့လည်းအများကြီးရှိရလိမ့်မယ်လို့ထင်တယ်အဲ့တော့ကိုစီကိုစီအမြင်တွေကိုလည်းကွန်မန့်နေမအောင်ရဆွေးနွေးကြကြလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ ဖုတ်ဘောမှာအဓိကပြင်ဘောလုံးနဲ့ပတ်သက်တဲ့နည်းစနစ်ပိုင်းနဲ့ data တွေကိုပဲအဓိကတင်ဆက်နေတာပါဒီနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အာဒီထပ်ပို့ပြီးတော့မှအာ quality demand ဖြစ်ဖို့အတွက်ကြိုးစားသွားဖို့ရှိတယ်ဒါအပြင်ကိုလက်ရှိအနေအထားမှာကျွန်တော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ကိစ္စတွေလက်ရှိအနေ ခါကကုညီရေးဆိုတာထက်ပြန်လဲထူထောင်ရေးကိုလုပ်နေကြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစီကိုစီနိုင်ရာလေးတွေကိုလုပ်ပေးကြဖို့အချင်းချင်းမျှဝေကြဖို့ကျွန်တော်အနေနဲ့အဓိကတိုက်တွန်းလိုပါတယ်ဆိုတော့အားလုံးပဲ safe ဖြစ်ကြပါစေဒါအပြင်ကိုကျွန်တော်တို့အတူတူရုံထွက်ကြရမှာပဲဖြစ်ပါတယ်အဲ့တော့အာကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပဲတက်ပြီးရောမှာတွေ့ကြတာပေါ့